ားလုံးပဲမင်္ဂလာပါကျွန်တော် Chelsea for you နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ကတော့နီဗျာမာစကာနဲ့ပတ်သက်ပြီးတော့ပြောရအောင်ပေါ့နော်။ဘာလဲဆိုတော့ကျွန်တော်တို့ဒီနီဗျာမာစကာကိုဝေဖန်နေတာဒီကတကယ်ရောထိုက်တန်ရလားတကယ်ရောမြတ်တက်ရလားပေါ့နော်။စောလုံးနေသေးတယ်လို့ပဲကျွန်တော်မြင်နေမိတယ်ပေါ့နော်။ဒီလိုတွေးမိတယ်။ဟိုဒါနဲ့ပတ်သက်ပြီးတော့ဟိုထင်သာမြင်သာရှိတဲ့အချက်လေးနဲ့ပဲကျွန်တော်ထောက်ပြသွားမယ်ပေါ့နော်။ပရမတ်သူအနေနဲ့ဒါ Guardiola Premier League ကိုစရောက်လာတုန်းကအချိန်ကိုညိုလို့လည်းမှတ်မိမယ်လို့ထင်တယ်ပေါ့နော်။ ဂွာရီယိုလာနေနဲ့ဒါတနည်းနည်းနဲ့အတွင်မှာတော်တော်ရုန်းကန်ခဲ့ရတာကိုကျွန်တော်မြင်ခဲ့ရတယ်။အာဆိုဝေဖန်တန်နေလည်းအများကြီးပဲပေါ့နော်။ဒီနေ့ပြနေတဲ့ပရီးမီယာလိဂ်ရဲ့အကြောင်းကိုကောင်းကောင်းကြီးတော့ခန်းစားနေရပြီဆိုတော့ဝေဖန်တန်နေရှိသလိုဒါနေပြမော်ဒယ်ကိုချက်စီကိုရောက်လာကြတာတော့အချိန်လေးနဲ့နှိုင်းရှင်ပြီးတော့ဟောပြောတာတွေလည်းရှိတယ်ပေါ့နော်။ဆိုတော့ channel လေးတွေမှာဆိုရင်လည်းသူ့အနေနဲ့ဟိုဘယ်လိုပြောမလဲအင်ဂျယ်သင်းတွေကိုပဲကင်လာပြီးတော့ ဟိုလုတ်ပြခဲ့တာပဲရှိတယ်ချန်ပီယံလိမ့်မှာဘာမှအောင်မြင်ခဲ့တာမရှိဘူးဆိုတော့ဝေဖန်တန်တွေလည်းရှိတယ်ပေါ့နော်ဟိုနောက်ဆုံးမှာတော့ဘယ်လိုပြောမလဲဟိုဂွာရီယိုလာကဂွာရီယိုလာပဲလို့ပဲပြောရမှာပေါ့နော်ဟိုဂွာရီယိုလာကသူလိုချင်တဲ့ကစားသမားတွေရရတယ်ပြီးတော့သူ့ရဲ့ရည်ချင်းစင်မှန်ကိုထုတ်ပြပြီးတော့ပရီးမီးယားလိမ့်မှာဘယ်သူမှမလုတ်ပြနိုင်သေးတဲ့အချင်းတွေကိုဖန်တီးခဲ့တယ်ပေါ့နော်လင်းနစ်စက်တိုက်ပရီးမီးယားလိဂ်ဖလိုင်းရှူပြလိုက်တယ်နောက်မှဒါဟို မန်စီးတီးရဲ့အိမ်မက်လို့ပြောရမယ်ချန်ပီယံလိချန်ပီယံလို့လည်းဒါတမိုင်းဝင်ယူပြသွားတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဒါဝေဖန်တန်တွေတိတ်သွားတယ်ပြောပြချင်တာကဒီလိုမျိုးဂွာဒီယိုလာလို့တော်ပါတယ်ဆိုတော့နီးပြတော့မှာဒီပရီးမီယာလိမှာတော်တော်ရုံးကန်ခဲ့ရတဲ့အနေအထားမျိုးတွေဂျုံခဲ့ဘူးတယ်ပေါ့နော်ဆိုတော့ဒီကလော့ဆိုရင်လည်းဒီချင်းနေပဲလို့ပြောရမှာပေါ့နော်ကလော့ရောက်လာတော့ကလည်းပရမတနည်းနည်းနဲ့မှာတော်တော်ရုံးကန်ခဲ့ရတယ်လို့ပြောလို့ရတယ်သူနဲ့ဟိုဂိုးတွေတော့ဟိုတွင်းနေပေါ့နော်ဒါပေမဲ့နောက်တက်မှာဂိုးတွေကတော့ပေးတွေက တဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရတယ်နောက်မှာဒါဘန်ဒိုက်တို့အလီစင်ပကာတို့ဖြည့်ပေးတဲ့နောက်မှာတော့သူ့အနေနဲ့တည်ငြိမ်သွားတာကိုတွေ့ရတယ်ခံစစ်တိုက်စစ်မျှပြီးတော့နောက်ဆုံးမှာဒါရှင်ဖိုင်ရခတ်ပါတယ်ဆိုတော့ဒါကွာရီယိုလာရဲ့မန်စီးတီးကိုလည်းကောင်းကောင်းကြီးရှင်ဖိုင်နိုင်ခဲ့တယ်အဲ့တော့ပရီးမီးယားလိဖလားဒါရယူခဲ့တယ်ပေါ့နော်နှစ်ပေါင်း30ကြာဝေးကွာနေတဲ့ပရီးမီးယားလိဖလားကိုလည်းဒါပြန်ပြီးတော့တည်ယူနိုင်ခဲ့တယ်ချန်ပီယံလိမှာဆိုရင်လည်းအောင်မြင်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ချန်ပီယံလိမှာဖလားရတယ်အများကြီးလည်းလုပ်ပြတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီအန်ဖီမှာ ်ဘာစီလိုနာကိုအနိုင်ယူခဲ့တော့ကအချိန်ကိုကျွန်တော်မှတ်မိနေသေးတယ်ပေါ့နော်လက်ရှိချိန်ကြည့်လဲကျွန်တော်နှလုံးထဲမှာမြင်အောင်နေသေးတယ်ပေါ့နော်တကယ်အဓိကကစားမားတွေမပေါဝင်မဲနဲ့ ODG လို့လောက်နေတဲ့လုံးပြသွားတာတွေကျွန်တော်တို့တွေးခဲ့ရတယ်လက်ရှိအတ္တိဒါဆိုရင်လည်းဗမာမမေဟဲ့တော့ဖလားတော့ယူပြထားမျိုးတော့မရှိသေးဘူးပေါ့နော်အော်တို့ပေမဲ့ ဒါအရင်တုန်းကအခြေအနေမျိုးနဲ့အခုအခြေအနေမျိုးနဲ့တော်တော်ကွာခြားသွားတာကိုဒါညီကိုတို့လည်းမြင်တယ်တွေ့မြင်ခဲ့ရပြီပေါ့နော်ဆိုတော့ဆာလီဘာနဲ့ကာဗီယာရဲ့အတွဲကြောင့်မို့ပို့ပြီးတော့ကောင်းလာတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်သူလက်ရှိဒီနှစ်မှာဆိုရင်လည်းဒါပရီးမီးယားလိမ်မှာရေဘန်းစားဆုံးအသင်းဖြစ်တယ်လို့ချန်ပီယံလိမ်မှာဆိုရင်လည်းဒါရေဘန်းစားဆုံးအသင်းဖြစ်ကျွန်တော်တို့အသိမဲ့ပြုထားကြတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဒါစတက်တွေလည်းထွက်လာတယ်ဆိုတော့ ချက်တွေကိုကြည့်မယ်ဆိုရင်ညီပြမာလစကာကိုဝေဖန်နေတာတွေကအရင်ဆုံးလုံးနေသေးတယ်လို့ကျွန်တော်မြင်နေတယ်ပေါ့နော်ဆိုညီပြမာလစကာအနေနဲ့ချက်စီလို့ဒါဖွေဖွေဖြစ်နေပါတယ်ဆိုတော့အတင်းတင်းကိုရှောက်လာတယ်ဆိုဒီချမလေးချမြန်ဖြစ်ထားတဲ့တူချေရဲ့အတင်းကိုအကုန်လုံးကိုရောင်းပလိုက်တယ်ဒါမိုဘိလက်ထက်ကဟိုဘယ်လိုပြောမလဲ organization တစ်ခုလုံးကြီးကိုဒါမြေလံပစ်လိုက်တယ်ပေါ့နော်ဒါအကစားဒါရီယာစအကုန်လုံးကိုထုတ်ပလိုက်တယ်ဆိုတော့ ကြာကြံတာဆိုလို့ကျွန်တော်တို့ဂျိမ်းမဲကြံတဲ့အနေထားမျိုးဖြစ်တယ်ပေါ့နော်တက်စစ်မှာအချမ်းမြလေးယူပေးတဲ့ဒါဂိုင်းဟာဖတ်တို့ဆိုလည်းဒါပြိုင်ဘက်ကိုချောင်းလိုက်တဲ့မေဆမွန်တို့လည်းပြိုင်ဘက်ကိုချောင်းလိုက်တဲ့ကန်တီဂျော်ဂျီကိုကိုပါစစ်တကယ်ကိုကောင်းပါတယ်ဆိုတော့ကွင်းလက်တဲတွဲကိုလည်းဖြုတ်ပလိုက်တယ်ပေါ့နော်ဆိုတော့နောက်တက်မှာတရားကိုဆေဘာရူရီဂါတို့ပေါ့နော်ဒီလက်ဘက်မှာဆိုရင်လည်းတကယ်ကိုကောင်းခဲ့တဲ့ဘန်ချီဝဲတို့ဖြုတ်ပလိုက်တယ်ဆိုတော့ ကုန်လုံးမြေလံပစ်ပြီးတော့လူငယ်တွေနဲ့ပဲရှေ့ဆက်တယ်ပေါ့နော်ဒီအသင်းကိုအတွေ့အကြုံလူသေးတဲ့နီးပြမစကာကိုကင်တွယ်ခိုင်းတယ်ပေါ့နော်ဆိုတော့နီးပြမစကာကဒီပရမယာဒီမာတဲ့လူငယ်တွေနဲ့ပဲဖလားယူပလိုက်တယ်မေဂျာထော်ဖီနှလုံးကျွန်တော်တို့ရတယ်ပေါ့နော်ဆိုတော့ဒီကွန်ဖရင့်လီဝင်ပြိုင်နဲ့ဖလားရတယ် CBC ဝင်ပြိုင်နဲ့ဖလားရတယ်ဆိုတော့ပြောရချင်တာကကွန်ဖရင့်လီမို့ပါကွာဘာညာတာကဆိုတာကကွန်ဖရင့်လီဆိုတာကလည်း official tournament တစ်ခုဖြစ်တယ်ပေါ့နော်ဟိုတရဝင်းရှင်ပြိုင်မဲ့ ပွဲစဉ်ဖြစ်တယ်ပေါ့နော်။အရန်ကြီးလွယ်ကူနေတာမျိုးတော့မဟုတ်ဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်။ဆိုတော့ထားလိုက်ပါအောင်ကျွန်တော်တို့ conference league ကိုစင်းနဲ့မထက်ချင်ဘူးဆိုလဲထားလို့ရတယ်။ဒါပေမဲ့ CLC ကိုတော့စင်းနဲ့ထဲမှာဖြစ်မယ်။ CLC မှာဟိုတကယ်ကိုကောင်းတဲ့အသင်းတွေနဲ့ပဲရှင်ပြိုင်ခဲ့ရတယ်။ Maris ကလုတ်ပြခဲ့တယ်။နောက်ဆုံးမှာဖလားရတယ်ပေါ့နော်။ဆိုတော့ PSG လိုပြည်ပြေဆုံးမှာတဲ့ဆိုတဲ့ဒါချန်ပီယံလိချန်ပီယံကိုကျွန်တော်အနိုင်ရရှိခဲ့တာ။ဒါနဲ့တင်ချီချူဖို့လုံလောက်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ တရားဒီမှာတော့ဒါလူတွေဖြစ်ပြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်အတင်းဘက်ကလိုရတဲ့ကစားသမားတွေကိုတော့နာထည့်ပေးတယ်အာဒါနဲ့ပတ်သက်ပြီးတော့ပြောစရာတော့မရှိဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီကစားသမားတွေကနီးပြမာရစကာလိုချင်တဲ့ကစားသမားတွေဟုတ်ရဲ့လားဆိုတော့တန်တရားရှိတယ်ပေါ့နော်ဆာကွာဒီယိုလာဆိုရင်လည်းကွာဒီယိုလိုချင်တဲ့ကစားသမားတွေဖြစ်ပေးတယ်လို့ကလော့ဆိုရင်လည်းကလော့လိုချင်တဲ့ကစားသမားတွေဖြစ်ပေးတယ်ပြီးတော့အာဒီတာဆိုရင်လည်းဒီနေ့မှာသူလိုချင်တဲ့ကစားသမားတွေအများကြီး ဖြည့်ထားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကသမားတွေတော့ဝယ်ပေးတယ်တကယ်အတုံးတဲတဲ့ကသမားတွေတကယ်ရရှိရှိတဲ့ကသမားတွေဟုတ်ရဲ့လားဆိုတာကိုလည်းပြောစရာရှိတယ်ပေါ့နော်ဝယ်ပေးလိုက်တဲ့ကသမားတွေကတော့ဒါ proven record ဟိုပြပြသားကသမားတွေပါတယ်လို့ဟိုတရားစီလောက်ကောင်းတဲ့အဲကသမားတွေလည်းပါတယ်ပေါ့နော်ဆိုတော့ potential ရှိအောင်တော့လက်ခံနေဒါပေမဲ့ experience အရာတော့တော်တော်နည်းတဲ့အထွတ်ထွတ်နည်းတဲ့ အဲကသမားတွေအများကြီးပဲပေါ့နော်လူငယ်တွေအများကြီးပဲဖြစ်တယ်ဆိုဒီချိန်လေးမှာခြေစွမ်းအတက်ကျမြန်နေဆိုတာကဖြစ်တဲ့အနေထားလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒါကဏ္ဍဝင်ကြီးဒါအာကျွန်တယ်ရီပြောသွားတာလေးကျွန်တော်သတိရတယ်ပေါ့နော်ဒီစနလန်းကိုရှုံးခဲ့တဲ့ပွဲစဉ်အပြီးမှာကျွန်တယ်ရီကဘာပြောလဲဆိုတော့ကျွန်တော်တို့ချက်စီးနေနဲ့အာဒီလိုမျိုး consistent ဖြစ်တဲ့အခြေအနေမျိုးတွေကလူငယ်တွေအရန်များနေတာအကြောင်းမို့လို့ပြောသွားတယ်ဆိုတော့ expedient အရန်နေတဲ့ကဏ္ဍသမားတွေစုစည်းထားတာအကြောင်းမို့ ဒီလိုမျိုးမတီးမငြိမ်ဖြစ်တယ်ဆိုတာကတဘာဝပဲဆိုပြီးတော့သူဖောက်ပြသွားတာရှိတယ်ပေါ့နော်။ဒါကလည်းတကယ်မှန်ကန်တဲ့အခြေအနေလို့ပဲကျွန်တော်တို့မြင်တယ်။တချို့ပွဲတွေမှာကောင်းတယ်၊တချို့ပွဲတွေမှာညံ့တယ်ပေါ့နော်။အနည်းကြီးနဲ့ပွဲတွေမှာလည်းကောင်းရင်ကောင်းသွားသလိုအသင်းငယ်တွေနဲ့ပွဲမှာဆိုလည်းဒါရှုံးရှင်ရှုံးသွားတယ်ပေါ့နော်။ဆိုတော့ဒီနေရာမှာနီဗျာမတ်စကာအသိပ်ပြောအလုံးမဟုတ်လို့ရှုံးသွားတဲ့ပွဲစဉ်တွေလည်းရှိခဲ့ပေမဲ့လည်းဘယ်လိုပြောမလဲကစားသမားတွေပေါ်ကိုလည်းဒါပြောစရာရှိတယ်ပေါ့နော်။ပြီးတော့ဟို အသိမရှင်တွေဘက်ကိုလည်းပြောစရာရှိတယ်ကျွန်တော်ပြောချင်တာကအာမျက်မျက်တတဝေဖန်ပေးဖို့ပေါ့နော်နေပြမတ်စကာကိုလည်းဝေဖန်ရမလို့ဒီအသိမရှင်တွေဘက်ကိုလည်းဝေဖန်ရမယ်ပေါ့နော်ဒီကသမားတွေဘက်ကိုလည်းဒါအပြပြောစရာရှိပြောရမယ်ပေါ့နော်ဒီနေရာမှာဒါနေပြမတ်စကာလိုချင်တဲ့ကသမားကိုလည်းအသိမရှင်တွေဘက်ကမျက်ကွယ်ပြုတ်ထားပါပေါ့နော်ဒီကျွန်တော်တို့လက်ပိုင်းကိုဝဲနာတော့ကဆိုရင်နေပြမတ်စကာကအာဒီနောက်တဲ့ကသမားတယောက်လိုတယ်ဆိုပြီးတော့အကုန်းអော်ခဲ့ပြီမဲ့အသိမရှင်တွေဘက်ကတော့မျက်ကွယ်ပြုတ်လိုက်တယ်ဆိုတော့ဒီကျိုးဆက်တွေကလက်ရှိချိန်မှာဆို တော်တော်ခံရတဲ့အနေအထားမျိုးဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒီလူငယ်တွေနဲ့ပဲကျွန်တော်တို့လက်ရှိချိန်မှာပြိုင်ပွဲ၄ရက်ပြိုင်ပွဲ၄ရက်เนาะကျွန်တော်မနေဘူးဆိုတော့အဲ့ဒါကိုဘေးလမ်းမြတ်မြတ်ကျွန်တော်တို့ရှင်ပြိုင်နေရတယ်ပေါ့နော်အာကျွန်တော်မြင်ရဆိုရင်နေပြမလားစကားနေတဲ့ဒါအုပ်ကိုင်းတွယ်ဖို့ကတော်တော်ခက်ခဲတဲ့အခြေအနေလို့ပဲကျွန်တော်ကတော့မြင်တယ်သူ့အနေနဲ့အတွေ့အကြုံ လည်းအရန်နှုတ်သေးတဲ့အနေအထားမျိုးမှာ လူငယ်တွေကိုဟန်တယ်လုပ်ရတယ်ဆိုတာကမလွယ်ဘူးပေါ့နော်ဆိုတော့ဟိုဒီနေရာမှာကျွန်တော်တို့ပြဿနာတွေကိုလည်းပြောပြရရှိတယ်ပေါ့နော်ကျွန်တော်တို့ပြဿနာတွေကလည်းပြဿနာနည်းနည်းရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့ကလည်းအဲဘယ်လိုပြောမလဲ plan နဲ့ရှင်းဒီထားတဲ့ပြဿနာတွေဖြစ်တယ်ပေါ့နော်ဟိုတိတ်ပြောအချိန်စောင့်တာမျိုးတွေဟိုဒီ track the process ဒီဟို project တစ်ခုတည်ပြီးတော့အလုပ်လုပ်တာတွေအချိန်ပေးရတာမျိုးတွေလည်း မလိုချင်တဲ့အဲပြိတ္တတွေကအရမ်းများတယ်ပေါ့နော်။ဟောတရားကိုလည်းအပြပြောရတာမဟုတ်ပေါ့နော်။ကျွန်တော်တို့ကဒီချင်းနေမျိုးတွေကိုပဲပိုင်ဆိုင်ခဲ့တာဖြစ်တယ်ပေါ့နော်။နိဗျာတရားထုတ်တယ်၊ဖလားယူတယ်၊အိုင်နိဗျာစင်ပြေင်းထုတ်တယ်၊ဖလားထက်ယူတယ်၊နိဗျာတင်းနဲ့ဖလားထက်ယူတယ်။ဒီချင်းနေမျိုးတွေကျွန်တော်တို့ကအမြဲတမ်းပိုင်ဆိုင်ခဲ့တာဖြစ်တဲ့ကြောင့်မို့ဟိုနည်းနည်းမကောင်းလာဘူးဆိုရင်ကျွန်တော်တို့ကထုတ်မယ်။နောက်တစ်ယောက်ထပ်ထည့်မယ်။အာဒါမျိုးပဲကျွန်တော်တို့ကတော့ဒီအတွေးပဲတွေးတယ်ပေါ့နော်ဆိုတော့ဒါလည်းကျွန်တော်တို့ကိုယ်တိုင်လည်းပါဝင်တယ်ပေါ့နော်ဆိုတော့ ဓာတ်ကြီးကိုမှန်တယ်မမှန်ဘူးလို့ပြောချင်တယ်ဆိုတာထက်ဘယ်လိုပြောမလဲအသင်းပိုင်ရှင်တွေတွားနေတဲ့အာလမ်းကြောင်းကိုလည်းကြည့်ဖို့လိုတယ်လို့ပြောချင်တာဖြစ်တယ်ပေါ့နော်အသင်းပိုင်ရှင်တွေကဒီလမ်းကြောင်းကိုတွားနေတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ဟိုဒီချင်တွေကိုတော့ဂျုံကိုဂျုံရမှာပဲဆိုတော့အချိန်ပေးသင့်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့နောက်ဆုံးပြောချင်တာကတော့အပြစ်တင်ဟုတ်စောသေးတယ်လို့ပဲကျွန်တော်မြင်နေပါတော့ပြီးခဲ့တဲ့ကျွန်တော်ခုနအပေါ်မှာပြောခဲ့တဲ့နည်းပြတွေဆိုရင်လည်းဒီချင်းတွေကနေပြီးရုံးထွက်ခဲ့ပြီးနောက်ဆုံးသူတို့အောင်မြင်ခဲ့တဲ့ အနေထားမျိုးတွေရောက်ခဲ့တယ်ပေါ့နော်အဒီတာကတော့ချွင်ချက်အနေနဲ့လက်ရှိချိန်မှာကောင်းနေတဲ့နီးပြလို့ပြောရမှာပေါ့နော်ဆိုတော့နီးပြမလစကာကလည်းမညံ့တဲ့နီးပြလို့ကျွန်တော်ကမြင်တယ်နီးပြပိုင်းဆန်ရာတော်တော် strong ဖြစ်တဲ့နီးပြဖြစ်တယ်လက်ရှိ modern ဘောလုံးလောကနဲ့လည်း life ဖက်တဲ့နီးပြလို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဆိုတော့အာဒါကြောင့်မို့အပြစ်တင်မစော်ဖို့ကျွန်တော်ကတော့ညီကိုတွေကိုပြောချင်တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒါအပြစ်တင်တာကတော့အရင်များတဲ့သူဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ချစ်စိတ်ကြောင်ဖြစ်တာဟုတ်ဆိုတော့ ညီကိုတော့ဘယ်လိုမြင်လဲပေါ့နော်ဒီနည်းပြနဲ့ပတ်သက်ပြီးတော့ညီကိုတော့အမြင်လေးတွေခန်းစားချက်လေးတွေမျှဝေပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကိုတော့နောက်ပြန်မှပြန်တွေ့ပါမယ်